ျွန်တော်တို့ရှမ်းပြည်နယ်ကိုအလဲပတ်ခီသွားမယ်ဆိုရင်တောင်ကြီးအင်းလင်းပင်တဲရကလော့ဆိုတဲ့နေရာတွေကိုပဲကျွန်တော်တို့အဓိကထားသွားလိမ့်ရှိတဲ့နေရာတွေပဲဖြစ်ပါတယ်အဲ့ဒီထဲကအင်းလင်းလို့ဆိုရင်ဒေတာခန့်တွေအကြမ်းမှာညောင်ရွှေအင်းလို့အတိများပြီးဒီအင်းနဲ့ဆက်ဆက်နေတဲ့လူတိနေတဲ့အင်းတင်းလည်းရှိပါတယ်အဲ့ဒါကတော့စကားအင်းဖြစ်ပါတယ်ဒေတာခန့်တို့ရဲ့အဆိုအရအထက်အင်းအလဲအင်းအောက်အင်း လို့ခေါ်ဆိုရမှာ ဖောင်တော်ဦးဖះတရှိရမှာတော့အင်းလေးကန်အထက်အင်းဖြစ်ပြီးတော့စကားမျိုးဟောင်းတရှိရအင်းမှာတော့အလေးအင်းဖြစ်ပါတယ်။အောက်အင်းကတော့ဖေခုံအင်းဖြစ်ပါတယ်။အရင်တော့ငါသွားလိုက်ရခက်ခဲတဲ့အတွက်စကားအင်းနဲ့ဖေခုံအင်းကိုလူတွေသိမ်းမြောက်ခဲ့ကြပါဦး။စကားအင်းကိုအင်းလေးကန်ကနေရေလန်းခီးနဲ့အတော်ကြာသွားရပေမဲ့လမ်းပန်းခီးဆက်တဲ့ကြီးတွေတိုးတက်လာခဲ့တဲ့နောက်မှာတော့ကုံလန်းကနေလည်းသွားရောက်နိုင်ပြီဖြစ်ပါတယ်။ စကားအင်းအားရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခန့်ရိုင်ညောင်ရွှေမြို့နယ်ထဲမှာတည်ရှိပြီးတော့ညောင်ရွှေမြို့ရဲ့တောင်ဘက်မိုင်40ခန့်ရေမိုင်38မိုင်အကွာမှာတည်ရှိပါတယ်။စကားမြို့ဟောင်းကိုညောင်ရွှေကနေကံပက်လန်အတိုင်းသွားနိုင်တယ်လို့အင်းလေးကန်ထဲကနေလည်းဘလူးချောင်းအတိုင်းရေလန်းခီးနဲ့သွားနိုင်ပါတယ်။စကားအင်းနဲ့စကားဒေတာရှေဟောင်းစီတီပထိုးရီရဲ့ဓာတ်ပုံတွေလူမှုကွန်ရက်မီဒီယာ Facebook မှာပြန့်နှံ့လာပြီးနောက် ဒီအင်းနဲ့မြို့အကြောင်းကိုလူတွေကစိတ်ဝင်စားလာကြပါတယ်အထူးသဖြင့်စကားအင်းဒေတာထဲမှာတိမ်ညွန့်နေတဲ့ရှေဟောင်းရင်ကျင်းမှုအမွေနေ့တွေရဲ့လက်ရတွေဟာအလွန်ကြီးကျယ်ခမ်းနားလာပါတယ်ဒီလိုခမ်းနားလာတဲ့ရှေဟောင်းရင်ကျင်းမှုအမွေနေ့တွေကိုဘယ်သူတွေကဖန်တီးခဲ့တယ်လဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းပါတယ်ဒီရင်ကျင်းမှုအကြောင်းတွေကိုမပြောခင်မှာစကားမျိုးနဲ့စကားရင်းအကြောင်းကိုအရင်ပြောပြချင်ပါတယ်စကားမျိုး ယ်တော့ဒီစကားတွေတောင်ကိုထိုင်းနိုင်ငံချင်းဟိုင်ကိုအုပ်စုခဲ့တဲ့ဇော်ဝါရဲ့ညီတော်ဗညာလိုင်းကနောက်လိုက်နောက်ပါတွေနဲ့အတူ AD 1496ခုနှစ်မှာအခြေချနေထိုင်ခဲ့ပါတယ်။လက်ရှိရေလွမ်းနေတဲ့လွင်ပြင်မှာပင်လုံဆိုတဲ့မြို့ကိုစတင်တည်ထောင်ခဲ့ပါတယ်။အဲ့ဒီနောက် Second to အဆက်ဆက်ကဒီဒေတာမှာမြို့တွေကိုပြောင်းရွှေ့တည်ထားခဲ့ကြတယ်လို့သမိုင်းလေးလာသူစက်ထက်ကပြောပါတယ်။ဒီနောက်မြန်မာတက်ကြွေ 1936ခုနှစ်ခရစ်နှစ်1984ခုနှစ်မှာဇော်ဝါမင်းခွန်ဖြူကပြင်စမမြောင်မျိုးအဖြစ်စကားမျိုးကိုစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။မြို့ယိုကျုံးတွေနဲ့တည်ထောင်ခဲ့တာလို့ဆိုပါတယ်။အော်အော်စီတူမင်းခွန်ဖြူဆိုပြီးမြို့တီနစ်ကိုဆောင်းပုံးနဲ့မှတ်တမ်းတင်ထားခဲ့ပါတယ်ခရစ်နှစ်1990ခုနှစ်မှာအင်ချီ1960နီးပါးရှိတဲ့မြို့တစ်ခုအဖြစ်စကားမျိုးကစီရင်ခဲ့ပါတယ် အင်းလေးကံကနေတဆင့်ဒီဒေတာကိုဖြတ်တန်းစီစစ်နေတဲ့ဘလူးချောင်းရဲ့တစ်ဖက်တစ်ချက်ကို စကားနဲ့အဖြစ်သတ်မှတ်ထားပြီးရွာတွေလေတွေ များစွာရှိခဲ့ပါတယ်။စကားအင်းဆိုတာဘာလဲ။စကားဒေတာရဲ့အသိကို ပြန်ကြည့်ရမယ်ဆိုရင် မိုးရဒီမှာရေလွှမ်းပြီးအင်းကြီးတစ်ခုလိုဖြစ်သွားတဲ့မြေနှိမ်ပိုင်းဒေတာတစ်ခုပါ။ဒီပြန်ကြသွားတဲ့အခါမှာတော့ဒေတာခန့်တွေကအဲ့ဒီမြေပေါ်မှာစိုက်ပျိုးလောက်ကင်ပြီးအသက်မွေးဝမ်းကြောင်းပြုတ်ကြပါတယ် ဒါပေမဲ့1968ခုနှစ်မှာကရားပြည်နယ်လောပိတာရေအားလက်စစ်ထုတ်လုပ်ရေးအတွက်အင်လီကန်ရဲ့တောင်ဖက်မှာရှိတဲ့စကားရွာနဲ့စကားရွာရဲ့တောင်ဖက်ဖေကုံမြို့နယ်မိုးပြဲကြီးရွာမှာဘလူးချောင်းကိုပိတ်ပြီးမိုးပြဲရေလောင်တမန်ကိုတိဆောက်လိုက်ပါတယ်။မိုးပြဲရေလောင်တမန်စတင် တိဆောက်ပြီးတဲ့နောက်မှာစကားဒေတာကိုရေတွေတစ်ဖြည်းဖြည်းနဲ့စတင်ဝင်ရောက်လာပါတယ်။ 1983ခုနှစ်လောက်မှာတော့ဘလူးချောင်းတစ်ချောင်းရေတွေအလွန်အမင်းမြင့်တက်လာပြီးလူတွေနေထိုင်လို့မဖြစ်နိုင်လောက်အောင်ရေနှင်းမြုပ်ခဲ့ပါတယ်။စကားဒေတာရဲ့ထက်ဝက်နေပါရေလမ်းမိုးခန့်ခဲ့ရပြီးအနီးအနားမှာရှိတဲ့ရွာပေါင်း60ကျော်ဟာသူတို့ရဲ့နေရက်ကိုစွန့်ခွာပြီးပြောင်းရွှေ့ခဲ့ကြပါတယ်။အဲ့ဒီချိန်ကစပြီးစကားဒေတာဟာယနေ့မြင်တွေ့နေရတဲ့စကားအင်းအဖြစ်ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ် လက်ရှိစကားအင်းရဲ့ရေပြင်ဟာအရှိနဲ့အနောက်ဘက်ကို၄မိုင်ကျယ်ဝန်းပြီးတော့တောင်နဲ့မြောက်ဘက်ကိုတော့9မိုင်ခန့်ရှည်လျားပါတယ်။ရေအနက်ပြင်းမြ15ဘီကန်နဲ့ပေ20ဝန်းကျင်အထိရှိပါတယ်။အလင်းကန်ရှိတဲ့မြောင်ရွှေမြို့ကနေစကားအင်းမှာရှိတဲ့တာကောင်မွေတော်ဖျားအထိ ရေလန်းချောင်းအရာမိုင်38မိုင်ခန့်ကွာဝေးပါတယ်။ AD 1489ကစတင်တည်ထောင်ခဲ့တဲ့စကားမျိုးမှာရှိတဲ့ရှေးဟောင်းဇေဒီပထိုးတွေနဲ့အနုပညာလက်ရာတွေကိုလေ့လာကြည့်မှဆိုရင်ဒီ data ဟာတစ်ချိန်ကယဉ်ကျေးမှုအမွေနှစ်တွေအလွန်ထွန်းကားခဲ့တဲ့နေရာတစ်ခုဆိုတာထင်ရှားစွာသိနိုင်ပါတယ်။ဒါပေမဲ့လူတူအယောက်ပေါင်းနေပါတာကြောင့်ဒီ data ရဲ့တဘာဝအလားပါနဲ့သမိုင်းအမွေနှစ်တွေဟာလူသိနေတိမ်မြုပ်နေစေပဲဖြစ်ပါတယ်။ဒီအထဲမှာထင်ရှားတဲ့နေရာတစ်ခုကတော့ တက်ကြတက်ခေါင်တာကောင်းရွာမှာရှိတဲ့မွေရော်ဖျားဖြစ်ပြီးအဲ့ဒီမှာရှေးဟောင်းဇေဒီပထုပေါင်း936စုကိုသစုတဝေးနဲ့အဟောဖွဲရာမြင်တွေ့နိုင်ပါတယ်။စကားဒီရာမှာတည်ရှိခဲ့တဲ့ဇေဒီပထိုးတွေရဲ့ဘီတုကလက်ရဟာယွန်းရှန်းတို့ရဲ့အနုပညာကို ထင်ဟပ်နေပြီးတမိုင်းပညာရှင်တွေကဒီဒေတာမှာယွန်းရှန်းလူမျိုးတွေကအရင်ကနေထိုင်ခဲ့တယ်လို့သုံးသပ်ကြပါတယ်။ အခုချိန်ထိလည်းဒီဒေတာခန့်တွေကရှမ်းစကားကို ပြောဆိုနေတာကအဲ့ဒီအချက်ကိုပိုမိုခိုင်မာစေပါတယ်။ဒါအပြင်ဇေဒီပထိုးတွေနဲ့အာတောကမင်းနဲ့အလောင်းစီတူမင်းတို့တည်ထားကိုးကွယ်ခဲ့တယ်ဆိုတဲ့ရာဇဝင် အစင်အလာကိုလည်းယုံကြည်သူတွေလည်းရှိပါတယ်။တာကောင်မွေတော်ထဲမှာရှိတဲ့ရောင်တော်မူဖရာရဲ့အချိုးအစားဟာအလွန်အသေးအလပတည်တတ်ပြီးမျက်နှာတော်ဟာလည်းရှမ်းရုပ်ပင်ပင်နဲ့ဆင်းတူတယ်လို့ စကားဒေတာအကြောင်းလေ့လာနေတဲ့ပညာသရှင်တဦးကဆိုပါတယ်ဒီဒေတာမှာယွန်းမှုလက်ရပညာရဲ့လက္ခဏာတွေကို တွေ့နိုင်တယ်လို့စီဒီတွေရဲ့သေးသေးရှင်းလျားတဲ့တိဆောက်ပုံကလည်းဒီစီဒီတွေရဲ့ထူခြားတဲ့အသွင်ပြင်းတရက်ဖြစ်တယ်လို့ဆိုပါတယ်ဒီမျိုးတော်ထဲမှာတရားမင်းရုံနဲ့ဂလုံရုပ်တွေကိုတွေ့ရတာကလည်းစိတ်ဝင်စားစရာပါပဲ မြန်မာလူမျိုးတွေနဲ့ရှမ်းလူမျိုးတွေဟာညာတော်အပြင်ဖျားသိရင်ငကားရုပ်ကိုတော့ထုလုပ်လို့ရှိပေမဲ့ဂလုံရုပ်ကိုတော့ထဲ့တွင်တာကထိုင်းနိုင်ငံနဲ့ယဉ်ကျေးမှုအရာဆက်နွယ်မှုရှိတယ်ဆိုတဲ့တက်တဲ့တခုလည်းစိုးနိုင်ပါတယ်အချိန်ကာလကြာမြင့်စွာတည်ရှိခဲ့တဲ့ဇေဒီပထိုးတွေဟာတဘာဝဘေးအန္တရာယ်တွေကြောင့်ပျက်စီးခဲ့ရတယ်လို့တချို့ဇေဒီပထိုးတွေမှာဆိုရင်ဌာပနာပစ္စည်းတွေကို ဖောက်ထွင်းခုံယူခံခဲ့ရတယ်လို့တာကောင်မွေတော်ဂောပကအဖွဲ့ကရှင်းပြပါတယ် ဒီအနီးနားမှာလည်းရေထဲနှိမ့်မြုပ်နေတဲ့ဈေးတီပထိုးတွေကိုလည်းတွေးနိုင်ပါသေးတယ်။ဒီ data မှာရှိတဲ့ရှေဟောင်းဈေးတီပထိုးတွေရဲ့လက်ရဟာအင်းသိမ့်ကက်ကူ data ကဈေးတီရဲ့လက်ရတွေနဲ့အံ့ဩစရာကောင်းလောက်အောင်တူညီနေတာကိုတွေ့ရပါတယ်။အင်းကန်နဲ့ကက်ကူအထိတလျှောက်မှာဒီလို အလားတူတဲ့ဈေးတီပထိုးတွေကိုလည်းမြင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ဒီမှာရှိနေတဲ့တချို့ဇီဒီပထိုးတွေကိုလည်းအစ်စ်ပြန်လဲမိုးမတ်နေတဲ့ကောတွေ့ရပြီးဒီလိုမိုးမတ်မှုတွေရဲ့နောက်ဆက်တွဲစူးကျိုးတွေအနေနဲ့သမိုင်းတွေရဲ့တန်ဖိုးတွေပြည့်စည်သွားနိုင်တယ်လို့သမိုင်းနဲ့အမှုပညာကိုတက်ကြန်နားလေသူတွေက ထောက်ပြဝေဖန်နေကြပါတယ်။ရှေးဟောင်းသမိုင်းဝင်တာယူဆက်လီသမားတွေက လာရောက်လည်ပတ်တဲ့အဲ့ဒီတွေကိုအင်ထက်ကတာယူရှိကြီးကိုပို့ဆောင်ပြီးရှိပါတယ်။စကားကြီးရွာရဲ့တောင်ဘက်မှာတည်ရှိနေပါတယ်။အဲ့ဒီတာယူဟာ စကားရွာထဲကနေအင်းထဲကိုရေတဝက်မြုပ်နေတဲ့အနေထားနဲ့ထိုးထွက်နေတာဖြစ်ပါတယ်အရှိအဖျင်းလေးဖလုံးလောက်ရှိပါတယ်တမိုင်းမတန်းတွေအရာစကားမျိုးကိုတီထောင်ခဲ့တဲ့ဇော်ဘွားမယားလိုင်းက AD 1499-1555လက်ထက်မှာစက်ပြူမြင်းအတွက်ဘလူးချောင်းကရေလုံလောက်မှုမရှိတာကြောင့်အရှိနန်းဟုနဲ့လင်းလန်ရွေထက်ကနေမြေသားတာယိုတွေဖို့ပြီးရေကိုသွဲယူခဲ့ရတယ်လို့ဆိုပါတယ် တာယိုတခြားရဲ့ထိတ်မှလည်းခြေတဝါးစာလောက်ကျေတဲ့မြောင်းလေးတစ်ခုကိုလည်းမြင်တွေ့ခဲ့ရပါသေးတယ်။ရေတွေယူခဲ့တဲ့မြေတာယိုကစကားအေးရေနဲ့နှစ်ပေါင်းများစွာထိတွေ့တဲ့အခါဂျွန်ကြောက်ထုံးကြောက်ဖြစ်သွားပြီးတော့ကြောက်တာယိုကြီးဖြစ်လာခဲ့ပါတယ်လို့သမိုင်းမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။နောက်ထပ်ဒေတာခန့်တွေရဲ့ဒနာရီပုံမြင်အရဆိုရင်နတ်ညင်အောင်အကိုဖိုးတင်တဲ့ဖိုးခင်ရှိရာနတ်ဖိုးခင်က မင်းသမီးတစ်ပါးကိုချစ်ခွင့်ပံ့တဲ့အနေနဲ့တိစောက်ခဲ့တယ်လို့ပြောကြပါတယ်။ယခုလက်ရှိအချိန်မှာတော့တာယိုကြီးရဲ့အစိတ်ပိုင်းတချို့ကိုချိုးဖျက်ခံရထားသလိုအပြင်ဘက်အစွန်အပိုင်းတွေလည်းပြိုကျပျက်စီးနေတာကိုတွေ့ရပါတယ်။သမိုင်းမှတ်တမ်းတွေအရဒီတာယိုကြီးဟာ AD 1500ရာစုမှာတိစောက်ခဲ့တဲ့လူလုံတာယိုတစ်ခုဖြစ်တဲ့အတွက်ရှေးလူတွေရဲ့ရည်တတာယိုတိစောက်မှုနည်းပညာကိုလေ့လာနိုင်တာကြောင့်ရှေးဟောင်းအဆောက်အုံတွေတစ်ခုနေနဲ့ တည်တည်ချချာထိမ့်သိမ့်တင့်ပါတယ်နိုင်ငံခြားသားခီးသွားအဲ့တဲ့တွေကလည်းဒီတာယိုကြီးကိုစိတ်ဝင်စားအတိတ်ချလေးလာနေကြပါတယ်ဒေတာခန့်အွေနေနဲ့လည်းကိုဒေတာရဲ့ခီးသွားလုပ်ငန်းကိုမြင့်တင်ပေးနိုင်တယ်လို့နိုင်ငံရဲ့အဖို့တပ်အမွေနဲ့လည်းဖြစ်တဲ့ဒေတာယိုကြီးကိုထိမ့်သိမ်းဆောင်ရှောက်တင်ပါတယ်။တမိုင်းမတ်တန်တင်ထားတဲ့ဘုံကြီးကျောင်း၊ကိုကျောင်း၊စကားမြို့ဟောင်းရဲ့တမိုင်းစာမျက်နှာတွေမှာမတ်တန်တင်ထားတဲ့ ဖုံးတော်ကြီးကြောင့်ကိုเจ้าဟာရှေးခေတ်တွေရဲ့အငွေအသက်တွေကိုထင်ဟပ်စေတဲ့တသက်အနေထားတွေပါအဲ့ဒီဖုံးတော်ကြီးကြောင့်ကိုเจ้าကတော့ကျိုင်းတောင်းကြောင်ဘလူးနှကောင်ကြောင်ကြောင်းလျန်ခေါ်ကြောင်းနီကြောင်လေးမျက်နှာကြောင်တောရကြောင်နှကျိရှစ်စုဖရာကြောင်တွန်ဟုံးကြောင်အရှိကြောင်နဲ့ဇော်ဝါကြီးရဲ့ကိုကွေရဖြစ်ခဲ့တဲ့ကြောင်တစ်ကြောင်တို့ပါဝင်ပါတယ်ယနေ့အချိန်မှာတော့အဲ့ဒီကြောင်တွေထဲမှာ ကျောင်းတစ်ကျောင်းတစ်ခုတည်းသာစကားရွာရဲ့မြို့မကျောင်းအဖြစ်တည်ရှိနေစေပါဒါပေမဲ့စိတ်မကောင်းစရာကဖုံးတော်ကြီးကျောင်းတွေအားလုံးကလုံးဝပျောက်ကွယ်သွားတာတော့မဟုတ်ပေမဲ့လေမြို့မကျောင်းရဲ့ပတ်ဝန်းကျင်မှာအဲ့ဒီပျက်စီးသွားတဲ့ကျောင်းတွေရဲ့အမတ်သားအဖြစ်ကြံရိပ်ခဲ့တဲ့ဖះဆင်းတူတော်တွေကိုတွေးမြင်နိုင်ပါသေးတယ်အထူးသဖြင့်ဘလူးနှကောင်ကျောင်းလေးမျက်နှာကျောင်းနဲ့ကျောင်းညံခေါ်ကျောင်းတီကျောင်းတို့ရဲ့အဓိကဆင်းတူတော်ကြီးတွေကို မြို့မကျောင်းအနီးနားမှာစုစည်းထားတာကို တွေ့ရှိရတာဟာအလွန်စိတ်ဝင်စားစရာကောင်းပါတယ်။စင်တူတော်တွေထားရှိတဲ့အောက်ခုံပလင်တွေဟာမြေကြီးမှာခိုင်မာစွာတိဆောက်ထားတာကြောင့်တစ်တာနဲ့တိဆောက်ထားခဲ့တဲ့အဆောက်အုံတွေကပြိုပြက်သွားပြီးမဲ့လဲပလင်တွေကြီးတိချားကျန်ရစ်ခဲ့တာဖြစ်နိုင်ပါတယ်။ဖုံကြီးကျောင်းဟောင်းတွေရဲ့ပင်မစင်တူတော်တွေရဲ့တည်နေရာကိုလေးလာကြည့်အပြင်ဒီကျောင်းတွေဟာမြို့မကျောင်း တချိန်ကကြောင်းတစ်ကြောင်းနဲ့တိတ်မွေးတဲ့နေရာမှာကက်လက်တရှိခဲ့ပြီးအလွန်ကြီးမားတဲ့ကြောင်းတိုက်ကြီးတွေမဟုတ်ဘူးလို့ခံမှန်းလို့ရပါတယ်။ဘလူးနှကောင်ကြောင်းနဲ့လေးမျက်နှာကြောင်းဟာကြံရှိနေတဲ့ဆင်းတူတော်တွေကိုတော့အပြင်ကနေငုံပြီးတစ်တာကြောင်းဆောင်နဲ့အစ်စ်ပြန်လဲပြုတ်ပြင်းမုံမထားကြတာကိုတွေ့ရပါတယ်။လေးမျက်နှာကြောင်းကဆင်းတူတော်တွေကိုအင်မတန်လက်ရမြောက်ပါတယ်။ပလင်အုတ်ခုံနဲ့အရှိနဲ့အနောက်မျက်နှာပြင်တွေမှာဆင်းတူတော်နဆူစီထားရှိပြီးတော့ တောင်နဲ့မြောက်ဖက်မှာတော့အကြီးတဆူစီဒီရှိနေတာပါ ထူချာတာကတော့ပလင်ရဲ့ဒေါန့်လေးတောင်းမှာလက်အုပ်ချပြီးဖျားရှစ်ခုနေတဲ့တဝကရုပ်ထုလေးတွေကိုထည့်တွင်ပူဇော်ထားတာပါဒီရှေဟောင်စင်တူတော်တွေကိုမူလအသွင်အပြင်အတိုင်းထိမ့်သိမ်းထားတာကိုလည်းတွေ့ရှိရပါတယ်ပလင်ရဲ့အောက်ခြေနားမှာတွေ့ရတဲ့ကုန်းမောင်ခေဦးပိုင်းရဲ့ရှေစဝါရေးဆွဲထားတဲ့လက်ရတွေကလည်းအလွန်ပဲတန်ဖိုးမဖြစ်နိုင်အောင်လပလွန်ပါတယ် ចောင်းលៀនចောင်းខော့ចောင်းនីចောင်းကိုတော့အခုချိန်ဒီပြုပြင်နိုင်ခြင်းမရှိသေးပါဘူးဖះခန့်ရဲ့ကြံနေတဲ့အုတ်ခုံနဲ့တွဲလျက်ပင်မဆင်းလူတော်ကြီးတွေတုံးစုကိုတာနစင်းလေးပေါပြတ်သက်အမိုးနဲ့မိုးထားပြီးတတ်နိုင်တလောက်ထိမ့်သိမ့်ထားတာကိုတွေ့ရပါတယ်။နှစ်ကြိတ်ရှစ်စုဖះအစုအဝေးကတော့အရင်ကပြောခဲ့တဲ့ចောင်းတွေရဲ့အနောက်ဖက်အင်းဆက်နားမှာတည်ရှိတာပါ။ဇေဒီတွေအားလုံးရဲ့ဖနက်အုတ်ခုံတွေရေနှစ်မြုပ်နေကြပါတယ်။အရင်တုန်းကတော့ ကုန်းမြင့်နေရာမှာတည်ထားခဲ့တာဖြစ်ပေမဲ့လည်းတမန်ပိတ်ပြီးတဲ့နောက်ပိုင်းမှာအခုလိုရေတွေမြင့်တက်လာတာဖြစ်နိုင်ပါတယ်။ဒီထက်ပိုပြီးနှမြုပ်နေတဲ့စီတီအစုအဝေးနဲ့တခြားစီတီတွေကိုလည်းအင်းအလယ်မှာတွေးနိုင်ပါသေးတယ်။နှစ်ကြိမ်ရှိစုစီတီအစုအဝေးထဲမှာပြန်လည်ပြုပြင်ထားတဲ့စီတီတွေကိုတွေးရသလို လုံးဝထိန်းသိမ်းမှုမပြုလုပ်ရသေးတဲ့စီတီတွေကိုလည်းတွေးရပါတယ်။တာခေါင်မွေတော်ဖက်ကိုကူးတဲ့ဆက်လက်တွေဟာပြူပြတ်နေတဲ့ ရှေးဟောင်ဖရားတွေအနာကနေတွားရတာမြင်ရတော့စိတ်မချမ်းမသာဖြစ်မိပါတယ်ဒါကြောင့်ရှမ်းပြည်နယ်ရဲ့လေပတ်စရာနေရာတွေထဲမှာလူသိနေတဲ့ပြိမဲ့သမိုင်းဝင်အထောက်ထားတွေနဲ့တဘာဝအလတ်တရားတွေကို ပေါင်းဆက်နေတဲ့စကားအင်းဒေတာဟာတွားရောက်လေပတ်ဖို့တန်ဖိုးရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်နေပေါင်းများစွာတက်တန်ရှိတဲ့ရှေးဟောင်ဇေဒီပထိုးတွေယွန်ရှန်တို့ရဲ့လက်ရတွေနဲ့ဇော်ဘွားပညာလိုင်းရဲ့ရေတွေတာယိုးကြီးတွေက ဒီဒေတာရဲ့ထူးခြားတဲ့အမှတ်အသားတွေဖြစ်ပါတယ်။ဒါတွေကိုထိမ့်သိမ်းပြီးမြင့်တင်ခြင်းအပြင်ဒေတာခန့်တွေအတွက်ခီးသွားလုပ်ငန်းကနေအကျိုးအမြတ်တွေရရှိနိုင်သလိုမြန်မာနိုင်ငံရဲ့သမိုင်းနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်းကဘာကိုပြသနိုင်မှာဖြစ်ပါတယ်။စကိုင်းအင်းဒေတာရဲ့တဘာဝအလားနဲ့သမိုင်းအမွေအနှစ်တွေဟာလာရောက်လေပတ်တူတိုင်းကိုဆွဲဆောင်နိုင်မှာသိချပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ ဒါမှမရက်တွေမှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းပြီးဘ ഹു တုတရစေမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးအောင်လဲဆိုတာကိုသိချင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ The Golden Land မြန်မာ channel ကိုဝင်ရောက်ကြည့်ရှုစောင့်မျှော်ပေးပါအောင်ခင်ဗျာ